နိုင်ငံကျော်ဇွဲထက်လှူတဲ့အလှကိုလုံးဝတာတုမခွန်နိုင်ဘူးဆိုပြီးတော့ကျွန်တော်ဒီမနက်ဗီဒီယိုဖိုင်လေးတစ်ဖိုင်တက်လာပါတယ်အဲ့ဒီဗီဒီယိုဖိုင်လေးကတော့ဒါပါကြီးပြည့်နေတာလေတိုင်းကြီးကြီးပြည့်နေတဲ့အချိန်မှာဒီလိုထာပနာတွေနဲ့နောင်ဘဝကိုကူးမဲ့ကုသိုလ်ကောင်းမှုတွေထက်ဒီဘဝကငရဲသားတွေငရဲသူငရဲသားတွေကိုပဲကိုယ်နိုင်ငံကြီးကငရဲကြနေရလေငရဲသူငရဲသားတွေကိုပဲကျမရာဆိုရင်ကဲတင်မဲလို့ကျမကတော့ပြောချင်တဲ့အာကုသိုလ်တာတုလည်းမခွန်နိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နောင်ဘဝမှာရတဲ့ ကုသိုလ်ကောင်းမှုတွေလုပ်ပြီးနောင်ဘဝမှာရမယ်ပေါ့နော်နောင်ဘဝကိုရမယ်နိဗ္ဗာန်ကိုလည်းကျမတို့မလို့ကျမဘူးဒီဘဝကပဲငရဲသားတွေကိုကယ်ကျင်ပါတယ်ဒါကကျမရဲ့ကျမရဲ့အတွေ့ကျမရဲ့အသိကိုပြောတာနော်ကျမတို့ကဘုဒ္ဓတာနဲလို့လည်းဒီလိုစကားတွေပြောတာလည်းဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ကျမတို့မှာလက်တွေ့ခန်းစားနေရတဲ့ကျမတို့မြင်နေရတဲ့ငရဲသူငရဲသားတွေရှိတယ်လေငရဲသူငရဲသားတွေကျမတို့ကိုယ်တိုင်လည်းငရဲသူငရဲသားတွေပဲလေအဲကျမကတော့အဲ့လိုပဲပြောချင်တယ်အဲ့ဒါပဲပြောရတဲ့ပေါ့နော်စကားတွေကလည်းကျမက ကြည့်ခဲ့ရင်တောင်းမှာပဲကြောသွားတာစိတ်မဝင်စားဘူးပေါ့နော်အခုလိုမျိုးမေးလာတယ်ပြောချင်တယ်ဆိုတော့ကျမတို့အချင်းချင်းပြန်မပြောနေကြတာနော်ဩတဲ့နိုင်ငံကျော်ဆွဲချက်ကားတယ်ကြည်ပါဦးနဲ့ဌာပနာရေးတဲနေကြတာပေါ့နော်အဲ့လိုဌာပနာရေးတဲနေကြတာတွေကိုကြည့်ပြီးကကျမကျမဘေးနားတာပေါ့နော်ဆက်ချောင်းကြရတဲ့ပြည်သူတွေအများပြည်သူတွေကိုကြည့်လိုက်တော့ထမင်းမစားကြရအောင်ကျမတို့လည်းခုချိန်သာထိရောမနစ်စားကြရထမင်းမစားကြရသေးဘူးဒါပေမဲ့ကျမတို့မစားလို့ပြောနေရမှာမဟုတ်ဘူး ရစ်နဲ့ချီလာနဲ့ချီပြီးကကြမှာပေါ့နော်။ဟာနတ်မမှန်နဲ့ထမင်းနေနတ်မှန်အောင်ထမင်းကိုမစားရတဲ့ပြည်သူတွေအများကြီးပဲ။အဲတေခွဲရှင်ခွဲခွဲနေကြရတဲ့ပြည်သူတွေအများကြီးပဲ။ဒါငရဲကန်းလေ။ဒီလိုငရဲကန်းနဲ့ငရဲသွန်းနဲ့ကပေါ့နော်။ငရဲကန်းနဲ့ကပြည်သူလူထုကိုမကယ်တင်မဲနဲ့အာနောင်ဘဝမှာရမယ်နိဗ္ဗာန်ဆိုတာကြီးကိုမျှော်မှန်းပြီးတာရုခေါ်ခိုင်းရင်တော့ဟုတ်ကဲ့ရှင်ကျမအနေနဲ့တာရုလည်းမခေါ်နိုင်နဲ့လို့စိတ်လည်းမဝင်စားပါဘူး။ဒါကကျမတို့ရဲ့အတွေ့ကျမတို့ရဲ့အသည့်ကိုပြောရအောင်နော်။ကျမ ဟုတ်ကဲ့ပါခင်ဗျာအခုလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီဇဲဇွဲထွက်ကနေပြီးတော့ကျွန်တော်မစိုးရင်ចောင်းတက်ကြီးစောက်လို့ဘွတ်အတွက်ကျွန်တော်တို့ဒီဇွဲထွက်နဲ့တကွာပေါ့နော်တခြားလူတွေကကျွန်တော်စိတ်နေရွှေတွေကြောက်တံဗရမများတွေလာပြီးတော့ကျွန်တော်အများကြီးပဲလူတိုင်းတွေ့တဲ့အတိုင်းပဲလာပြီးတော့ထာပနာကြတဲ့အထက်မှာတချို့တွေကကြတော့ကိုမလူနိုင်ပေမဲ့သူများလူနိုင်နိုင်တွေ့တော့ဓာရုခေါ်ပါတယ်ဆိုပြီးတော့ဓာရုခေါ်နေကြတဲ့လူတွေအများပြားရှိတယ်လို့ တချို့ကြတော့လဲကျွန်တော်တို့ဒီပတ်စံတွေကိုပေါ့နော်နိုင်ငံကတလောက်ဆင်းရဲနေတယ်လို့စုပ်ပြတ်တန်တယ်ဒီပတ်စံတွေကိုဒီမှာလူတယ်တကယ်မရှိတဲ့နေရာမှာလူထမင်းမစားတဲ့လူတွေအများကြီးရှိတယ်ဘဝတွေစုပ်ပြတ်တတ်တဲ့လူတွေအများကြီးရှိတယ်အဲ့လိုလူတွေကြတော့မလူဆိုပြီးတော့ဒါအမျိုးမျိုးဒါကျွန်တော်တို့ဒါဝေဖန်နေကြတာလဲတွေ့တယ်ဗျအမှန်ကတော့ကျွန်တော်ကကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်เนาะသူများအနေကိုမပြောကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အလှူရှင်ကသူ့ရဲ့ပတ်စံသူ့ရဲ့ပစ္စည်းသူကသူသူတရားလဲလူသူလူမှာပဲ ဒါကိုကတော့မင်းဟိုအလုပ်ပါလားဒီအလုပ်ပါလားကို့မှာသွားပြီးတော့ပြောပိုင်ဝင်မရှိဘူးဗောနော်အဲဘယ်လိုလဲဆိုသူပစ္စံကိုသူပစ္စည်းကိုသူကသူလူချင်းတဲ့စီမှာလူမယ်နောက်ပြီးတော့ကျွန်တော်တို့ကဗုဒ္ဓဘာသာဆိုတော့ဖះဟောနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတမန်ပုထုဇဉ်တွေကိုလှူတာထက်ကျွန်တော်ယဟန်တန်ဃာတွေလှူတာပို့ပြီးတော့အဲ့အလူကမြတ်တယ်အဲ့ယဟန်တန်ဃာတွေလှူတာထက်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ယဟန်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အရိယာသောတာပန်ကိုလှူရတဲ့အလူကပို့ပြီးတော့မြတ်တယ် အဲအရိယာတောရပံနေလှူရတာတဲ့ကျွန်တော်တို့အနာဂံလှူရတဲ့အလှူကပုံမြက်တယ်အနာဂံတဲ့ကျွန်တော်တို့သဂရာဂံကိုလှူရတဲ့အလှူကပုံမြက်တယ်နော်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီအဲ့ဒီအနာဂံသဂရာဂံတွေထက်ကျွန်တော်တို့ပြောမှဆိုလို့ရှိရင်ယဟနာတွေကိုလှူရတဲ့အလှူကပုံမြက်တယ်အဲအဲ့ဒီယဟနာတွေထက်ကျွန်တော်တို့ပြောမှဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီအကတာဝကဆိုတဲ့ကျွန်တော်တို့လက်ရယံတွေလက်ဝဲယံတို့ အဲဖရားရဲ့အဂတာဝကတွေလှူရတဲ့အလူကပုံမြတ်တယ်အဲ့ဒီတက်အဂတာဝကတွေထက်ကျွန်တော်တို့ဒီပြစ်စေကဗုဒ္ဓတွေကိုလှူရတဲ့အလူကပုံမြတ်တယ်အဲ့ဒီပြစ်စေကဗုဒ္ဓတွေထက်မှတမ်တမ္မာတမ္မုဒ္ဒမြတ်စွာဘုရားကိုလှူရတဲ့လူကပိုးပြီးတော့မြတ်တယ်အဲ့အဲ့ဒါပေါ့နော်ဒါဖရားကတော့အဲ့ဒီလိုဟောထားတယ်ဒါပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ကျွန်တော်တို့လင်မယားတော့များသောအားဖြင့်လူတွေကိုပိုးလှူတယ်လေ လူတွေပိုလှူတာတော့မများတယ်ဘာလို့ဆိုလူတွေကိုလိုက်ကျွေးတယ်။သမင်းတွေကျွေးတခါကျခွေးလေးတွေလိုက်ကျွေးတယ်။အဲတခါကျအောင်စင်ဆရာတော့တန်ငါတော်တွေကိုလည်းသွားပြီးတော့ကတ်တာတော့ရှိတယ်။ဒါပေမဲ့လူတွေလှူတာတော့ပုံများလူတွေကအဆင်မပြေကြဘူးလေ။ဒါပေမဲ့ကျွန်တော်တို့ကကြတော့အဲ့ဒါတွေသွားပြီးတော့မသိဘူးလားဆိုတော့သိတယ်။မကြည့်ဘူးလားဆိုတော့လည်းကြည့်တယ်။ဒါပေမဲ့ကိုကပြောမှဆိုရင်လူတွေကိုပိုလှူပြတာများတာပေါ့နော်။အဲ့ဒါလေးပြောပြတာပါ။နောက်ပြီးတော့တချို့ကြတော့လည်းတာတုမခေါ်နိုင်တာတုခေါ်လို့ရှိရင်တော့တဝက်ရတယ်ဗျ။ဒါတချို့ကြတော့လည်းဟိုအဲ့လိုမျိုးပေါ့နော်။အများကြီးဝေဖန်ကြတာရှိတယ်။ ဒါကျွန်တော်တို့ပြောမဆိုရင်တော့ကျွန်တော်အမြင်ကတော့ तू ကသူကြိုက်တဲ့စီမှာလူတာပေါ့ तू ကသူလူမှာပေါ့လေနော်အားကြောင့်မကြီးကိုမာနမားတွေအမြင်ကပေါ့အဲ့ဒီဇွဲထက်မှာဒီတိုင်ကြီးထဲမှာမြေကြီးထဲမှာမြုပ်ထားတဲ့ကျွန်တော်တို့ကြောက်တံဗရမယာနဲ့ရွှေငွေတွေကိုဘယ်နေရာမှာအသုံးပြုခြင်းလဲဆိုတာတခြားတော့ပြောပြခဲ့ကြပါဘူးအဲအားလုံးကျေးဇူးပါ